ဒေါ်ခိုင်မာယာတီပေါ်စဆန်ချန်စပါတည်တင်း7000ချောသားဈေးရှိလို့မင်းကတည်း50ရာခိုင်နှုန်းလောက်ဈေးချသွားပါတယ်စပားရီတေးဗီဇာနိုဝင်ဘာလကုန်နဲ့ဒီဇင်ဘာလမှာဇီယာဆန်ချန်စပားနဲ့အမထဆန်ချန်စပားစီဟာမင်းကပေါက်တဲ့စပားစီထဲထွက်ဝင်နေပါရှော့ချနေတာပါပြီးခဲ့တဲ့နှစ်ကဆန်ချန်စပားစီဟာယာတိပေါ်စားမှာစပားတည်တင်း1000ခွဲကျအရရှိခဲ့ပြီးနောက်ပိုင်းမှာ1800ကျပ်ထိဖြစ်ခဲ့ပါတယ် အခုနှစ်ရာသီပေါ်စာမှာတော့ဆန်ရန်စပါတည်တင်းကို8000ကျပ်ကနေ9000ကျပ်တာရှိပါတယ်။စပါကြီးချွေစဲ900ခန့်မှလည်းမင်းကတေကတသိခွဲရှိပြီးအခုနှစ်မှာကျပ်တသိ9000ကနေတသိ8000အထိပေးရတယ်လို့ဒေချောင်းမြို့နယ်မင်းတက်ရွာကလက်သမားတူကပြောပါတယ်။ပြီးကြတဲ့နှစ်ကလက်ထုံစဲ900ခန့်မှလည်းကျပ်တသိ2000လောက်ရှိပြီးအခုနှစ်မှာကျပ်တသိ4000ကနေတသိခွဲထိဈေးပေါက်နေပါတယ်။ အလုသမားငရန်ရတဲ့ဇီတွေများပြီးထုလုံးမှုဇီကြီးကစပါးစီမရှိတော့တဲ့တွေလက်သမားတွေရှိုးပေါ်နေတယ်လို့ဒဝင်မျိုးကလေကရာချီလုတ်ကိုင်းနေတဲ့လက်သမားတကူကပြောပါတယ်ဒဝင်ခိုင်မှာဆန်ချန်စပါးကိုသာဒီခါစိုက်ပြိုးချပြီးဆန်ချောစိုက်ပြိုးထုလုံးမှုအနေပါပါတယ်ဒီသားထွက်ဆန်ချန်ကိုကျေစား ဘယ်စာဝယ်စာနဲ့မိုးရီချောက်အခြားကူကျန်းထုတ်လို့ရမှာတို့ပြုဖို့ရန်ကုန်ကိုတင်ဖို့ရောင်းချပြီး ရန်ကုန်ကဆန်ချိုကိုတော့တိုက်တွင်းကဒေသခံတွေပြန်လည်ဝယ်ယူစားတော့ချပါတယ်တိုင်တွင်တမျိုးနယ်နဲ့တမျိုးနယ်ကိုစံတင်ဖို့ခွင့်ဆက်အနာရှင်တပ်စစ်စေးခေတွေကပြိပင်ထားတဲ့တွေ့ရန်ကုန်စံချောဝယ်မရလို့ဒေသထွက်စံကြံစွာကိုအဓိကအားထားစားတော့နေကြရတာပါ ဒေသတွင်ဆန်ကြားစိုက်ပျိုးထုတ်လုပ်မှုနှင့်စားသုံးမှုကွာချဲရှိပြီးပိုလျံနှင့်ဆန်စပွားကိုတိုင်းပြင်ပကို တင်ပို့မရတဲ့အတွက်စပားစီကျလာတာလို့လက်သမားချုပ်ကတုံ့တက်နေကြပါတယ်။